ိုင်းပြည်နယ်မှာအရက်ခတက်တော်ဆင့်နိုင်ပြီးနေမြေတွေသိမ်းပိုက်နေတာကိုအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအလွန်စိတ်ဝင်စားကြပါတယ်။ကုတေသနဌာနနဲ့စာနယ်ဇင်းတွေမှာဒီအကြောင်းကိုအများဆုံးရေးတာတွေ့ရပါတယ်။အိန္ဒိယအရှေ့မြောက်ပိုင်းအာတန်ပြည်နယ်ကဝါရင်သတင်းတောက်ရာဂျစ်ဘတ်တာချာယာဟာ မနစ်ကရခိုင်ဒေသကိုကွင်းစင်လေ့လာပြီး the diplomat စာဆောင်မှာစောင်းပါရေးပါတယ်ဒီစောင်းပါကို DMG Development Media Group ကမြန်မာပြန်ပြီးဇန်နဝါရီလ10ရက်နေ့ကထုတ်ဝေထားပါတယ်။အာရက်ခတ်တပ်တော်ပေါ်ထွက်လာပုံကိုတင်ပြထားတာပါပဲ။အာရက်ခတ်တပ်ကိုဖွဲ့စည်းပြီး6နှစ်အကြာမှာရခိုင်မျိုးသားအဖွဲ့ချုပ် ULA ကို ဖွဲ့စည်းတာတွေ့ရပါတယ်။ဘူတင်အောင်တိုက်ပွဲမှာအာရက်ခတ်တပ်ကဖမ်းဆီးရမိတဲ့မြို့နယ်ရဲမှူးအောင်ကျော်ကျော်ကို ရာဂျစ်ဘတ်တာချာယာကလွန်ခဲ့တဲ့ဇွန်လက တွေ့ဆုံမေးမြန်းပါတယ်။အာရက္ခစစ်တီတွေဟာယုံကြည်ချက်ခိုင်မာပြင်းထန်တဲ့လူငယ်တွေဖြစ်တာမူရခိုင်ပြည်အတွက်အသေးခံပြီးတိုက်ပွဲဝင်မှုအစဉ်သေးဖြစ်နေကြတယ်လို့ရဲမှုအောင်ကျော်ကျော်ကပြောပါတယ်တဲ့။စက္ကစတက်မှာဒီလိုစိတ်ဓာတ်မျိုးအရေးအသွေးမျိုးကိမဲ့နေတယ်လို့ဆိုပါတယ်။ပြည်သူလူထောက်ခံမှုရတာဟာလေအာရက္ခစစ်တီတွေရဲ့အာသာချက်ဖြစ်ပါတယ်။ စက္ကစတက်ကတော့အစ္စလာမ်အကျမ်းဖက်သမားတွေနဲ့ပူးပေါင်းပြီးအယက်သားတွေကို ပြစ်မှတ်ထားတာကြောင့်စက္ကစတက်ကိုနိုင်ငံခြားတန်းလို့ရခိုင်ပြည်သူတွေကယူဆပါတယ်တဲ့ရခိုင်စစ်တီတွေအောင်ပွဲရတဲ့အကြောင်းရင်းအများကြီးရှိပေမဲ့ခေါင်းဆောင်မှုဟာအဓိကကျတယ်လို့ရခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့မြောက်ဦးနဲ့ကြောက်တော်နိုင်ငံရေးမှူးဦးလာစော ပြောတာကိုလည်းရာဂျိကဖော်ပြပါတယ် အရင်ကအဖွဲ့အစည်းမျိုးမျိုးနဲ့ခေါင်းဆောင်မှုအမျိုးမျိုးရှိပါတယ်အရက်ခတက်ကတော့အတိုင်းအဝိုင်းအားလုံးနဲ့ထိတွေ့ဆက်ဆံပြီးလှုပ်ရှားမှုမှာအကျုံးဝင်အောင်လုပ်ထားပါတယ်အရင်အဖွဲ့အစည်းတွေကဒါမျိုးမလုပ်ကြပါဘူးလူမျိုးရေးဘာသာရေးအရာ ခွဲခြားဆက်ဆံတာမျိုး အရက်ခတက်မှာမရှိပါဘူးဒါဟာရှင်းလင်းတဲ့နိုင်ငံတည်ဆောက်ရေးမူတစ်ခုဖြစ်တယ်လို့ဦးလာစောကဆိုပါတယ်တဲ့ စစ်စင်ရေးထရောက်အောင်ပူးပေါင်းဆောင်ရွက်ကြပါတယ်စစ်ဒေသကိုကုဖွဲ့စည်းပြီးလက်ဝဲစစ်ဌာနချုပ်ကဥဆောင်ညွှန်ကြားပါတယ်အခြားတော်လိုင်းအင်အားစုတွေနဲ့မဟာမိတ်ဖွဲ့တာဟာလည်းအရက်ခတ်တပ်ရဲ့စစ်အင်အားကိုကြီးထွားစေပါတယ်အခုဆိုရင်ခရင်ကချင်ရှမ်းပြည်နယ်နဲ့စကိုင်းမကွေးတိုင်းတွေမှာပါအရက်ခတ်စစ်တီတွေရှိနေပါပြီ။ 2015မှာအာရက်ခတ်တက်တော်ဟာ TNLA တာရင်အမျိုးသားလူမျိုးရေးတက်တော် MNDAA ကိုကန်တာ KIA ကချင်လူမျိုးရေးတက်နဲ့မြောက်ပိုင်းမဟာမိတ်ကိုဖွဲ့စည်းပါတယ်။နောက်တော့၃ညနောင်မဟာမိတ်အဖွဲ့ဝင်အဖြစ်တစ်တုံညနှစ်ခုနှစ်စစ်စင်ရေးမှာ ပါဝင်ဆင်နွှဲပါတယ်။မဟာမိတ်ဖွဲ့လာကြောင်တိုက်ခိုက်ရေးစွမ်းရည်တွေတိုးတက်လာတယ်လို့ဆိုပါတယ်။ ဆင်အာနာသိမ့်ဘူးကိုတံပြန်ဖို့မဟာမိတ်အစ်စ်တွေလိုအပ်တယ်ဆိုတာကိုသဘောပေါက်ပေမဲ့အရခတ်တတော်ဟာအန်ယူဂျီအမျိုးသားညီညွတ်ရေးအစိုးရနဲ့တရားဝင်ပုံမှန်ဆက်သွယ်ရေးလုပ်ဖို့စိတ်မကူးသေးပါဘူးကျွန်တော်တို့မှာကိုပိုင်အမြင်ခံယူချက်နဲ့ဥတီချက်တွေရှိတယ်လို့အရခတ်တစီဦးစီးချုပ်ကဆိုပါတယ်အရခတ်ဒေတာလွတ်မြောက်ရေးအတွက်အရခတ်ပြည်သူတွေတိုက်ပွဲဝင်နေချိန်မှာ ဗမာပြည်သူတွေကလည်းသူတို့လိုချင်တဲ့ပန်းတိုင်ကိုအမြန်ရမယ်လို့မျှော်လင့်ကြောင်းပြောသွားပါတယ်တဲ့ NUG အစိုးရကိုအရက်ခတ်တက်တော်ကတတိထားပြီးဆက်ဆံနေပြီမဲ့ချင်းပြည်နယ်မကွေးနယ်အရာဝတီတိုင်းမှာဖွဲ့စည်းထားတဲ့ PDF တပ်တွေကိုလက်နဲ့ထောက်ပံ့ပြီးစစ်တင်တန်းပေးနေပါတယ်။ CBA ချင်းကြီးနောင်အဖွဲ့နဲ့လည်းအများဆုံးဆက်ဆံတယ်လို့ဆိုပါတယ်။ ခိုင်ပြည်နယ်နေရာအများစုကိုထိန်းချုပ်ထားတဲ့အရက်ခတ်တပ်တော်ကို ပြန်ဆိုင်နိုင်မဲ့အင်အားစုဆိုတာမရှိသလောက်ပဲလို့ဆိုပါတယ်အပြစ်ရစာချုပ်လက်မှတ်ထိုးခဲ့တဲ့ ရခိုင်လွတ်မြောက်ရေးပါတီမှာစစ်သား100လောက်သာရှိပြီးစက္ကစတပ်နဲ့စစ်တွေမှာပူးပေါင်းဆောင်ရွက်နေပါတယ်ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ရခိုင်လွတ်မြောက်ရေးပါတီဟာလူငယ်တွေကိုရမ်းမြစုဆောင်ပြီးစစ်တွေမှာစစ်တင်တန်းပေးနေတယ်လို့ ဖေဖော်ဝါရီ21ရက်နေ့သူ DMG သတင်းမှာပေါ်ပြပါတယ်။ဒါပေမဲ့နေမြေကျွမ်းကျင်မှုကြောင့်အပေါ်စီးရထားတဲ့ရခိုင်တပ်အကြောင်းစစ်ဒေသမှုဗမူကြီးထွန်းရိုင်ပြောတာကိုလည်းရာဂျိကပေါ်ပြပါတယ်။စစ်ပွဲမဆမီကလေးကအာရက်ခတ်တဟာမြစ်ချောင်းတလျှောက်စစ်ပီးတဲ့လက်လက်ပစ္စည်းတွေအလေးအမြန်ပို့ဆောင်နိုင်မဲ့ဤစနစ်ကိုတုံးတာအထိုင်ကျနေပါပြီ။ စက္ကစတက်ကတော့မြေเจ้าတွေမှာသွာလာလှုပ်ရှားရတာအစင်မပြေလို့ဂျန့်ထူတဲ့ကလန်းကူတာမိခိုးနေရပါတယ်။အာတာချက်တွေကိုကြမ်းကျင်စွာအသုံးပြုနိုင်တဲ့စစ်ဗျူဟာကြောင့်အရက်ခစစ်တီတွေဟာရှေ့တိုးဖို့သာရှိကြောင်းရာဂျိဘတ်တာချာယာကသုံးတတ်ထားပါတယ်ခင်ဗျာ။